မင်္ဂလာပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရေဇူလိုင်2ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာဖြစ်ပါလေရှင်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ကရင်ပြည်နယ်နေသာဆောင်တက် BGF ကောင်းဆောင်ပုံမူကြီးစောချစ်သူရဲ့မိသားစုဝင်တချို့နဲ့သူတို့ပိုင်ဆိုင်တဲ့ကုမ္ပဏီကိုစစ်ကောင်စီကအမိပြက်စီရင်သွင်းလိုက်ပါတယ် ပို့ကုန်ရငွေကိုနိုင်ငံခြားငွေအဖြစ်စည်ရင်မသွင်းတဲ့ကုမ္ပဏီ200နီးပါးကိုစစ်ကောင်စီဗဟိုဘဏ်ကအမိပြတ်စည်ရင်သွင်းလိုက်တာဖြစ်ပါတယ်။အဲ့ဒီထဲမှာစောချစ်သူနဲ့တာသမီ3ဦးစီးပွားရေးတာဝန်ရဲ့စောမင်းမင်းဦးနဲ့ဦးထိုင်မောင်တို့နဲ့အတူသူတို့ရဲ့ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီတို့လည်းပါဝင်ပါတယ်။အမိပြတ်စည်ရင်ထဲမှာတော့ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီပြင်စောချစ်သူနဲ့တာဖြစ်သူစောချစ်ချစ်စောထူးအဲမို့တမီဒေါ်နှန်းနှင်းနတ်တာအေဒရိုက်တာဦးထိုင်မောင်နဲ့စီးပွားရေးတာဝန်ကစောမင်းမင်းဦးတို့ပါဝင်ပါတယ်။ ို့ကုံရငွေကိုနိုင်ငံခြားငွေအနေနဲ့ဗန်စင်းရင်မပြတ်မကွက်ထည့်သွင်းရမယ်လို့စစ်ကောင်စီကညွှန်ကြားထားတာဖြစ်ပြီးအဲ့ဒီညွှန်ကြားချက်ကိုမလိုက်နာတဲ့ကုမ္ပဏီ198ခုကို blacklist တွင်လိုက်တာဖြစ်တယ်လို့ဗဟိုဘဏ်ကပြီးခဲ့တဲ့လ30ရက်နေ့မှာကြေညာခဲ့တာပဲဖြစ်ပါတယ်လောင်လုံမျိုးနဲ့ဖွာပုတ်ပြင်ကြီးရွာတဝိုင်းမှာမဏီကမုံးလဲနှစ်နာရီလောက်ကစပြီးညပိုင်းအထိစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီခြေလင်းတက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ် လောင်းလုံမျိုးနယ်နဲ့ရေဖြူမျိုးနယ်ကြားမှာပြီးခဲ့တဲ့လကတည်းကစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားအင်အား80ကျော်ဖွားပုပြင်ရွာတွေကိုရောက်လာခြင်းအခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာပါနှစ်ဖက်ပြစ်ခတ်တန်တွေဆက်တိုက်ကြနေရသလိုလက်နက်ကြီးတွေလည်းအချက်ရည်10ကျော်လောက်အထိကြားရောက်ပတ်ကွဲနေတယ်လို့ဒေတာကန်တွေကဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းရောက်လာတာနဲ့တိုက်ပွဲဖြစ်နေတာကြောင့်ဖွားပုပြင်ရွာတောင်းဆောင်ရွာစင်ပူနစ်နဲ့မြို့ဟောင်းရွာတွေကဒေတာကန်တွေမိုးတဲထန်နေတဲ့ကြားထဲမှာအရေးပေါ်စစ်ပေးရှောင်ထွက်ပြေးနေရပါတယ် ကျင်းထောင်ပြောင်းရွှေ့စဉ်ထောင်ဝင်ထဲမြေကတန်တုံးနဲ့ရိုက်နှက်ခဲ့တာကြောင့်သွေးထွက်လွန်ပြီးသတိလိမ့်မီမျောခဲရတဲ့မုံရွာလူရုတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုစေဝါကူတာခွင့်မပေးပဲတိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရင် PPNMC ကသိရပါတယ်ကိုဝေမိုးနိုင်ကိုစေဝါကူတာခွင့်မပေးပဲသတိပြန်လဲချိန်မှာပြစ်ဒဏ်တိုက်ကိုတန်ဖို့ကလက်ရှိချိန်ထိတိုက်ပိတ်ထားတယ်လို့လည်း PPNN ကမနေ့ကထုတ်ပြန်ပါတယ် ထပ်ပြင်ပါစေပေးပို့ခွင့်နဲ့ထောင်ဝင်စာအဲ့တွေးခွင့်ကိုပါတန်တက်ကဖြည့်ချင်းခတ်ပြီးတိကျတိုက်မှာတိုက်ပိတ်ပြစ်တံပေးထားတယ်လို့ PPNM ကဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မနက်ပိုင်းကကိုဝင်းမိုးနိုင်အပါအဝင်အကျဉ်းသားအကျဉ်းသူ200ခန့်ကို မုံရွာအကျဉ်းထောင်ကနေမန္တလေးအိုးဘုအကျဉ်းထောင်ကိုထောင်ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်သားတအူ KNU တပ်မဟာလေးတရင်71စီမှာလက်နက်နဲ့တကွာအလင်းဝင်လာတယ်လို့ KNU မိတ်တော်ဝဲခရိုင်ယုံကသတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားဟာမနေ့ကနေ့လယ်ပိုင်းမှာအလင်းဝင်လာတာဖြစ်ပြီးသူနဲ့အတူ MA1 တနက်တလန်ကြီပေါင်းတဲ့ကြီစံတွေကိုယူဆောင်လာတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လနောက်ပိုင်းကလည်း KNU တပ်မဟာလေး KNDO တရင်ခွန်စီမှာစစ်ကောင်စီတပ်သား၃လက်နေနဲ့တကွာအလင်းဝင်ခဲ့ပါသေးတယ်။ခြေကံဥပဒေပါဝင်ကြီးချုပ်တူရဲ့ကျင့်ဝတ်တွေချိုးဖောက်တယ်လို့ဆွဆွဲခံထားရတဲ့ထိုင်းဝင်ကြီးချုပ်ဖေထုံထန်းရှင်နာဝုတ်ကို အခြေခံဥပဒေခုံရုံးကရာထူးကနေဆိုင်ခင်ထားဖို့မင်းကအမိန့်ချလိုက်ပါတယ်။ထိုင်းဝင်ကြီးချုပ်အဖြစ်တာဝန်ယူပြီးတစ်နှစ်ပြည့်ဖို့တလားလို့အခုတရက်နေမှာဝင်ကြီးချုပ်ပေထုံတန်ရှင်နာဝေါ်ဟာထိုင်းအစိုးရအိမ်တော်ကနေထွက်ခွာသွားပြီပဲဖြစ်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ပေထုံတန်းနဲ့ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းဟွမ်ဆန်တို့ပုံပြဆိုမှု အသက်ဖိုင်ပေါက်ကြားခဲ့တဲ့နောက်ဒီဆိုင်ငံ့မှုဖြစ်လာတာပါ မွန်ပြည်နယ်ရေမြို့နယ်အာယူတောင်ကျေးရွာရှိခမာယ343တပ်ဝင်းမှရှိတဲ့စစ်ကောင်စီရဲ့စခန်းကုန်းတစ်ခုကိုရေဘလူးတရင်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အခုလတရက်နေ့မနက်9နာရီမှာရေမြို့ပေါ်နဲ့9မိုင်အကွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကုန်းကိုရေဘလူးတရင်ကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။နှစ်ပတ်အပြန်အလှန်ပစ်ခတ်မှုတနင်္ဂနွေနေ့ပါဖြစ်ပွားခဲ့ပြီးတဲ့နောက်စခန်းကုန်းကိုသိမ်းပိုက်ရရှိခဲ့တယ်လို့လည်းရေဘလူးတရင်ကောင်းဆောင်ကပြောပါရတယ်။ စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုနဲ့ပတ်သက်ပြီးတိကျအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူးတနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။